မင်္ဂလာပါညီမတော်နေကြီးပါဒီနေ့တင်ဆက်ပေးသွားမှာတော့2019ကအတွက်ရှိထားတဲ့ confidential အဆိုင်မန့်ဆွဲစကားလေးပဲဖြစ်ပြီးမြောက်ကိုရီးယားသမရဟာဘလို့ဆက်နေပဲစစ်စစ်အတုဆိုတာကိုမပေါ်တဲ့အမေရိကန်ဒေါ်လာအတုထုတ်တဲ့ပလေးပြားကိုဖန်တီးတာပြီးအဲ့ဒီပလေးပြားနဲ့ပဲဒေါ်လာအတုတွေထုတ်နေကြတာဖြစ်ပါတယ်ဒါပေမဲ့ဒီပလေးပြားကိုခိုးမယ်ဆိုတာကိုသတင်းရတာတဲ့ဘုံမှုအင်ချော်လောင်ဟာဒေါ်လာထုတ်တဲ့ဆက်ယုံရဲ့ပြင်ပမှာအသင့်အနေထားနဲ့စောင့်ဆိုင်နေခဲ့ပါတယ်ဒါပေမဲ့မိုးရွာထဲမှာကင်းဆောင်နေတဲ့ဘုံမှုကိုမကြည့်ရတဲ့သူ့ရဲ့ဇနီးဟာအထက်လူကြီးစီခွင်တောင်းပြီးအင်ချော်လောင်ရှိရာစီလိုက်လာခဲ့က ။အင်ချောလောင်းရဲ့ပါဇက်ထဲကိုသမင်းစုပ်လေးခွန်ပေးခဲ့ပါတယ်။ဒါပေမဲ့သမင်းစုပ်တလုံးကောင်းအောင်မစားလိုက်ရခင်မှာပဲ။စကားပြောဆက်အနေနဲ့စဉ်လုံချုံရင်ကျိုးပေါက်တယ်ဆိုတာကိုကြားလိုက်ရတာကြောင့်ဇနီးဖြစ်သူကိုကားထဲမှာပဲထားခဲ့ပြီ။တန်နီယဖြစ်မဲ့နေအောင်ချက်ချင်းသွားခဲ့ပါတယ်။ဒီလိုနဲ့လုံချုံရင်ကျိုးပေါက်သွားတဲ့အကြောင်းအထက်လူကြီးကိုအစီရင်ခံလိုက်ပေမဲ့အထက်လူကြီးကခဏစောင့်ငါကိုယ်တိုင်လာခဲ့မယ်လို့ပြောလိုက်တဲ့အတွက်ပုံမှုအင်ချောလျောင်းကအထက်လူကြီးကိုသာစောင့်နေရင်ပလိတ်ပြားတွေခိုးခံလိုက်ရမှာကိုစိုးရိမ်နေတဲ့အတွက်တက်ကူကိုစောင့်မနေတော့ပဲသူ့ရဲ့နောက်လိုက်တင်တဲ့ရန်သူကိုရှာဖွေဖို့လုပ်ပါတော့တယ်။ဒီလိုနဲ့ဆက်ယုံနဲ့ရောက်နေပြီဖြစ်တဲ့ပလိတ်ပြားခိုးတဲ့သူတွေဟာ စက်ရုံထဲကပြန်ထွက်ဖို့လုပ်နေတော့မှပဲအင်ကျော်လျောက်ရောက်လာပြီသူ့လူတွေနဲ့အတူဝိုင်းထားလိုက်ပါတယ်ဒါပေမဲ့အခြေအနေတွေကသူထင်သားသလိုမဟုတ်ပဲမမျော်လင့်တာတခုကိုကြုံလိုက်ရပြီပလိတ်ပြားကိုခိုးမဲ့သူကသူ့ရဲ့အထက်လူကြီးကိုယ်တိုင်ဖြစ်နေကကားထဲမှာစောင့်နေခိုင်းတဲ့အင်ကျော်လျောက်ရဲ့ဇနီးဖြစ်သူကိုတစားကန်လုပ်ပြီးဖမ်းခေါ်လာရပဲဖြစ်ပါတယ်ဒီလိုနဲ့အထက်လူကြီးကမင်းဇနီးရဲ့ခေါင်းပွန့်ထွက်မသွားစေချင်အခုချက်ချင်းတနက်ချလိုက်ဆိုပြီးချင်းချောက်လိုက်တဲ့အတွက်အင်ချောလောင်နဲ့တနက်ချလိုက်ပြီးသူ့လူတွေကိုပဲတနက်ချဖို့အမိန်ပေးခဲ့ပါဗါဒါပေမဲ့အထက်လူကြီးကအင်ချောလောင်တို့ဘက်ကိုဘုံနဲ့ပြစ်လိုက်ပြီ နှစ်ဦးနှစ်ဖက်ကြားစတင်ပြစ်ခတ်ကြပါတော့တယ်။ဒီလိုနဲ့ဘုံစာအနေငယ်စင်ကန်နာရတဲ့အင်ချောလျောင်ဟာချက်ချင်းမထနိုင်သေးခင်မှာပဲသူဇနီးကိုအတက်လူကြီးရဲ့တနက်နဲ့ပြစ်ချလိုက်ပါတော့တယ်။ဒါကိုမြင်လိုက်ရတဲ့အင်ချောလျောင်ဟာဇနီးဖြစ်သူစီကိုသွားဖို့လှုပ်လိုက်တဲ့အတွက်အတက်လူကြီးကအင်ချောလျောင်ရဲ့ပခုံးကိုမှတနက်နဲ့ပြစ်လိုက်တဲ့ကြောင့်အင်ချောလျောင်လည်းမထနိုင်ဖြစ်သွားခဲ့ရပါတယ်။အဲ့လိုနဲ့မထနိုင်ဖြစ်နေတဲ့အင်ချောလျောင်ကိုအတက်လူကြီးကမင်းလိုမျိုးနိုင်ငံတော်ကိုတစ္ဆာစောင့်တည်တဲ့ကောင်ငါလုံးဝမကြိုက်ဘူးလို့ပြောလိုက်ပြီးတစ္ဆာစောင့်တည်တဲ့ကောင်နဲ့ခွေးတွေပဲလို့ပြောလိုက်ပြီးအင်ချောလျောင်ကိုတနက်နဲ့အသေးပြစ်ဖို့လုပ်ပေးမယ်။ သူ့တနက်ကကြီးစံကုန်နေခဲ့ပါတယ်။ဒါကြောင့်မဲ့အထက်လူကြီးကမင်းကန်ကောင်းသွားတယ်လို့ပြောလိုက်ပြီးမင်းအခုအသက်ရှင်နေရတာမင်းရဲ့ကောင်းဆောင်ကြောင့်မဟုတ်ဘူး။ငါရဲ့တနက်ညတာမှုကြောင့်ပဲဆိုတော့မမေ့နဲ့လို့ပြောလိုက်ကနိုင်ငံတော်အုပ်ချုပ်ရေးရုံသွားပြီးဒီပလေးပြားတွေကိုငါပြည်သူတွေရဲ့သွေးကြွေးအနေနဲ့ယူသွားတာလို့ပြောလိုက်ဆိုပြီးအမှားစကားပါခဲ့ပါတယ်။တကယ်တော့ပလေးပြားခိုးသွားတဲ့အထက်လူကြီးရဲ့နာမည်ကချာကီဆောင်ဖြစ်ပြီးပင်လယ်ကွေ့စစ်ပွဲမှာလက်နက်ကျွမ်းကျင်သူအဖြစ်တာဝန်ချခံရပြီးတဲ့နောက် ပြီးခဲ့တဲ့နှစ်ကအထူးရက်တဖွဲ့ဦးဆောင်မှုပြန်လာခဲ့ပေမယ့်နိုင်ငံတော်ပိုင်မှုရဲ့ဈေးတွေကိုခိုးယူခဲ့တဲ့အတွက်ယာရုချခံလိုက်ရပြီးဇနီးဖြစ်သူကလည်းမိသားစုဝင်တစ်ယောက်အနေနဲ့အပြစ်ပေးခံရပြီးတော့အကျဉ်းအောင်ထဲမှာပဲတည်ဆုံသွားခဲ့ပါတယ်။ဒါ့အပြင်မကျေနပ်တဲ့ချာကီဆောင်ကဇနီးဖြစ်သူရဲ့တည်ဆုံမှုအတွက်လက်စားချေချင်တာကြောင့်အခုလိုပလိတ်ပြားကိုခိုးယူပြီးထွက်ပြေးသွားခဲ့တာပဲဖြစ်ပါတယ်။သူထွက်ပြေးသွားတဲ့နေရာကိုခြေရခံကြည့်တဲ့အခါမှာတော့တောင်ကိုရီးယားနိုင်ငံရဲ့စိုးမျိုးပဲဖြစ်နေခဲ့ပါတယ်။တစ်ဖက်မှာတော့စိုးမျိုးမှာအလုလုနေတဲ့စုံတော့ကန်ဟာလူစိုးဖမ်းရင်လူစိုးကဓာတ်နဲ့ပတ်ရမ်းနေတာကြောင့်ဆက်မဖမ်းရတော့ပဲ ဒီချိန်မှာပဲသူ့သမီးစီရန်နေဖုန်းဝင်လာပြီ iPhone ဝယ်ပေးဖို့တတို့ပြောနေတာကြောင့်သူ့သမီးနဲ့ဖုန်းပြောရင်းနဲ့ပဲလူစိုးကိုမဖမ်းမဲ့လွတ်သွားခဲ့ပါတယ်။သူ reload လုပ်ခဲ့တာကိုအဖွဲကောင်းဆောင်တီးသွားတဲ့အခါမှာတော့စုံနောက်ကံကိုတာဝန်ကနေတုံးလိုက်ရဆိုင်လိုက်ပါတော့တယ်။တစ်ဖက်မှာလည်းမြောက်ကိုရီးယားကောင်းဆောင်ဟာဘုံမှုအင်ချောလျောင်းနဲ့ပလေပြားခိုးသွားတဲ့ခြာကြီးဆောင်ဟာတစ်ဖွဲနဲ့တာဝန်ထမ်းဆောင်တာဖြစ်ပြီးကျန်တဲ့သူတွေအကုန်သေးပြီးအင်ချောလျောင်းတယောက်တည်းအသက်ရှင်ကျန်ခဲ့တဲ့အတွက်ခြာကြီးဆောင်နဲ့ပူးပေါင်းပြီးလှုပ်ဆောင်ခဲ့တာလားဆိုတာကိုမသိငါတဲ့အတွက်အင်ချောလျောင်းကိုစစ်ဆေးမေးမြန်းနေခဲ့ပါတယ်။ အင်ချောလျောင်းကတော့သူ့ကိုအခုတက်ရင်တက်မတက်ရင်တော့ခြောက်ကြီးဆောင်ထွက်ပြေးသွားတဲ့တောင်ကိုရီးယားထိလိုက်ပြီးအဲ့ဒီကောင်တက်ပြစ်မလို့ပြောလိုက်ပါတယ်။ဒါကြောင့်မဲ့မြောက်ကိုရီးယားကောင်းဆောင်ဟာလာမဲ့အပတ်ထဲမှာတောင်နဲ့မြောက်ဝန်ကြီးအဆင့်ဆွေးနွေးပွဲရှိတယ်လို့ပြောလိုက်ပြီးအဲ့ဒီဆွေးနွေးပွဲကလည်းသူတို့မြောက်ဘက်ကနေရေးပေါ်တောင်းဆိုရတာဖြစ်တဲ့အတွက်ဒီဆွေးနွေးပွဲကိုလိုက်သွားဖို့မင်းကိုကိုယ်စားလှယ်အနေနဲ့ထည့်ပေးလိုက်မယ်။မင်းကတော့ခြောက်ကြီးဆောင်ကိုရအောင်ဖမ်းလာခဲ့လို့အမိန်ပေးလိုက်ပါတော့တယ်။တစ်ဖက်မှာတော့တာဝန်ရဆိုင်ခံရရလို့စိတ်ညစ်ညစ်နဲ့အိတ်နေတဲ့ဆုံနောက်ကဟာ မိုးလင်းနာနဲ့သမီးဖြစ်သူဟာ iPhone မွေပေးသေးလို့ပြဿနာရှာနေတာဖြစ်ပြီးတယောက်တည်းရှိတဲ့ခဲမလေးရလည်းသူ့မှာအရေးပေါ်ငွေလိုနေလို့100သိန်းလောက်ပေးပါဆိုပြီးအဲ့ရတဲ့ဒီသဲတန်လာတောင်းနေခဲ့ပါဗါးအဲ့လုံနဲ့ဇနီးဖြစ်သူဟာပါအလုံးမသွားသေးဘူးလားဆိုပြီးလာနှိုးနေတဲ့အတွက်စုံနောက်ကလည်းအတော်လေးစိတ်ညစ်သွားပါတော့တယ်ဒီလိုနဲ့သူ့ကိုရာထူးရဲ့ရက်ဆိုင်ပစ်ခဲ့တဲ့ခေါင်းဆောင်ပြိုဟာစုံနောက်ကရင်အိမ်ထိလိုက်လာပြီးလာမယ့်အပတ်ထဲမှာတောင်းတဲ့မြောက်ဆွေးနွေးပွဲလုပ်ဖို့ရှိတဲ့အကြောင်းပြောပြလိုက်ကအဲ့ဒီမှာစုံနောက်တယောက်ပါလာမှာဖြစ်ကြောင်းနဲ့သူတို့မြောက်ဘက်ကထွက်ပြေးလာတဲ့ရာဇဝသားတယောက်ကိုလည်းဖမ်းမှာဖြစ်တဲ့အတွက် မြောက်ဘက်ကိုယုံကြည်မရှိတာကြောင့်အဲ့ဒီစုံတော့ကိုစောင်းကြည့်ဖို့စုံတော့ကမြောက်ဘက်ကစုံတော့နဲ့အတူလက်တွဲလှုပ်လှုပ်ရမယ်လို့ပြောလိုက်ပါတယ်။စုံတော့ကတော့မြောက်ဘက်ကကွန်မြူနစ်ကောင်နဲ့အတူလက်တွဲပြီးမလုပ်နိုင်ဘူးလို့ပြောလိုက်တဲ့အတွက်ခေါင်းဆောင်ဖြူကမင်းလောက်ခဲ့တဲ့အမားတွေအတွက်အခွင့်ရေးပေးတာလို့ပြောလိုက်ပြီးဒီတစ်ခေါက်တော်ဝန်ကောင်းအောင်ထမ်းဆောင်နိုင်ရာထူးမြန်ဆုံးပြန်ရမယ်လို့ပြောလိုက်ပါတယ်။ဒါကြောင့်မယ်စုံတော့ကလည်းဒီမရှင်မှာပါဝင်ဖို့ထပ်မငင်းတော့ပါဘူး။ဒီလိုနဲ့အိမ်ပြန်ရောက်တဲ့အခါမှာတော့စုံတော့ကဟာဖုံဆုပ်ဆက်နဲ့ဖုံဆုပ်နေတဲ့ဇနီးဖြစ်သူကိုသူ့ရဲ့ဝင်ငွေလမ်းကြောင်းမခိုင်မာဘူးအတွက်အာဏာသွားပြီး အမြဲတမ်းပင်ပန်းအောင်လုပ်နေရတဲ့အတွက်စိတ်မကောင်းပါဘူးမိမရေးလို့လှမ်းပြောလိုက်ပေမယ့်ဖုံးစုပ်ဆက်တန်နဲ့တေချာမကြရတဲ့ဇနီးဖြစ်သူဟာစားကျင်နေရှိရင်ကိုယ့်ဘာကိုရေခဲတရတယ်မှာယူစားလို့អော်ပြောလိုက်တဲ့အတွက်စုံနောက်ကန်လည်းမိမကိုကျူးကျင်ပေမဲ့ကျူးလို့မရလို့စိတ်ပြပြနဲ့ထွက်လာခဲ့ပါတယ်ဒီလိုနဲ့စုံနောက်ကန်ရုံရောက်တဲ့အခါမှာတော့မရှင်ရဲ့အဓိကတာဝန်ရှိတဲ့သူဟာ မြောက်ဘက်ကလာတဲ့စုံတော့မပြောင်းမချင်းစုံတော့ကအဲ့ဒီမြောက်ပိုင်းသားနဲ့အတူရှိနေရမှာဖြစ်ပြီးတော့ဒီကိစ္စကလည်းသူတို့ရဲ့လေဝတ်စုံစမ်းရေးဖြစ်တာကြောင့်သူတို့ဘက်ကထောက်လန်းရေးကမြောက်ဘက်ကစုံတော့ကိုစောင့်ကြည့်နေတယ်ဆိုတာကိုဘယ်သူမှအသိခံလို့မရဘူးဆိုပြီးမရှင်ရအတော်လေးရေးကြည့်တဲ့အကြောင်းမှာနေခဲ့ပါတယ်။တစ်ဖက်မှာလည်းရဲမင်းကြီးဟာချာကီဆောင်းအောင်ဖမ်းမဲ့အင်ချောလျောင်းကိုတောင်ကိုရီးယားဘက်မှာကစမတ်ဖုန်းတွေကိုအသုံးပြုကြတယ်လို့ပြောလိုက်ကဖုန်းတစ်လုံးပေးလိုက်ပြီးမင်းရဲ့တနတ်ကိုအသိခံရရင်တော့ဒီဖုန်းတော့အသိမခံရစေနဲ့လို့မှားလိုက်ပါတယ်။အဲ့ဒီအပြင်တောင်ဘက်မှာမောင်ခိုသမားအနေနဲ့လုံနေတယ်ဗတ်မြောင်ဟိုဆိုတဲ့လူကိုရအောင်ရှာနိုင်ရင် ချာကီဆောင်ကိုဂျင်းတေရှာတွေ့မဲ့အကြောင်းပြောပြလိုက်ပြီးအင်ချောလျောင်းရဲ့ဇနီးတည်ဆုံးခဲ့ရတဲ့အတွက်ချာကီဆောင်ကိုဖမ်းတဲ့အခါအလုံးနဲ့ကိုရီးကိုတာမရောထွေးမိစေနဲ့လို့မှားလိုက်ပါတယ်။ဒီလိုနဲ့အင်ချောလျောင်းတောင်ကိုရီးယားကိုရောက်လာတဲ့အခါမှာတော့လေစိတ်ကရဲရောက်ချင်းမှပဲစုံနောက်ကန်ဟာအင်ချောလျောင်းကိုပြစ်ဖက်လိုက်ပြီးခါကြတဲ့အတနက်ကိုဆွဲယူလိုက်ကတောင်မြောက်ဘူပေါင်းကြီးရဲ့စီမင်းစည်းကမ်းအရာဆက်စင်ရင်မပြီးမချင်းလက်နက်အုံပြုတ်ဝယ်မပေးနိုင်ဘူးလို့ပြောလိုက်ကတနက်ကိုတန်းယူဖို့လှုပ်လိုက်ပါတယ်။ ။အင်ချောလျောင်းကလည်းနိုင်ငံတော်ပိုင်ပစ္စည်းဆိုပြီးပြန်တောင်းလိုက်ပေမယ့်စုံနောက်ကန်ကလည်းရောမရောင်းရောမလို့ကြည့်ရမှာပေါ့လို့ပြောလိုက်ပြီးတောင်ကိုရီးယားရောက်နေတာဖြစ်တဲ့အတွက်သူတို့ဘက်အစည်းအဝေးစီကံကိုလိုက်နာရမယ်လို့ပြောလိုက်ပါတယ်။ဒီလိုနဲ့စုံနောက်ကဟာရဲရုံချင်းမှာပဲအင်ချောလျောင်းကိုအသားကင်ဆိုင်အောင်ခေါ်သွားပြီးတရက်ခံအောင်ဖမ်းရင်ဘိုက်ပြေးရမှရမယ်လို့ပြောလိုက်ကနိုင်ငံတော်ရဲ့ငွေနဲ့စားတာမို့လို့စားတာစားလို့ပြောလိုက်ပါတယ်။အင်ချောလျောင်းကတော့စုံနောက်ကံကိုတေချာစိုက်ကြည့်နေရင်ရဲမင်းကြီးရဲ့အမှားစကားတွေကိုသတိရသွားပြီးသူတို့ရဲ့ပတ်စံအတုလုတ်တဲ့ပလိပြားကြောင့်တောင်ဘက်ကလုံးဝမသိစေဘူးပဲဖြစ်ပါတယ်။ အင်ချောလောင်ဒီလိုတွေးနေတော့မှပဲစုံနောက်ကံကလည်းမြောက်ဘက်ကလူတွေကခြာကြီးဆောင်ဆိုတဲ့တရခန်တရကိုဖမ်းမှုအတွက်နဲ့ဝန်ကြီးအဆင့်ရှိတဲ့တောင်မြောက်ပူရဲစစ်စင်ရေးကိုအရေးပေါ်တောင်းဆိုခဲ့တယ်ဆိုကြတဲ့ကသူတို့ဖမ်းမြင်တဲ့ခြာကြီးဆောင်ကဘလောက်တောင်ပြစ်မှုကြီးကျူးလွန်တာလို့ဒီလိုအရေးပေါ်လှုပ်ဆောင်ရတယ်လဲဆိုတာကိုစုံစမ်းနေတဲ့အတွက်စုံနောက်ကံရဲ့တာဝန်ကအင်ချောလောင်ကိုပူးပေါင်းတယ်လို့လို့နဲ့ခြာကြီးဆောင်ကိုမဖမ်းဖြစ်အောင်ပတ်တုပ်သွားမှဖြစ်ပြီးခြာကြီးဆောင်ကိုတော့သူတို့တောင်ကိုရီးယားရဲတပ်ဖွဲ့ကလက်ရဖမ်းမှုစဉ်စားဆုံးဖြတ်ခဲ့တာပါဒီလိုနဲ့အသားကင်စားရင်တယောက်မျက်နှာတယောက်ကြည့်ပြီးအကြံထုတ်နေလိုက်ကြပါတယ် ဒီလိုနဲ့စုံတော့ကအင်ချောလဲဝဲအင်ဂျီမှာတက်ဆင်လာတယ်နိုင်ငံတော်တစိုက်ကအောက်ဆိုင်နေတဲ့အတွက်နိုင်ငံတော်တစိုက်ကိုအဲ့လိုမျိုးမတက်သင့်ဘူးလို့ပြောလိုက်ကသူ့လက်နဲ့ပြုပင်မို့လှမ်းလိုက်တဲ့အတွက်အင်ချောလဲဝဲကစုံတော့ကရဲ့လက်ကိုလိန်ချိုးပစ်လိုက်ပါတယ်စားတော့ဆိုင်ထဲမှာပဲလက်လိန်ချိုးကန်လဲရလို့အတော်လေးနာသွားတဲ့စုံတော့ကဟာစားတော့ဆိုင်ထဲမှာပဲဥအားနဲ့အော်နေခဲ့ရတဲ့အတွက်အတော်လေးရှက်နေခဲ့ပါတယ်ဒီလိုနဲ့စုံတော့ကအင်ချောလဲဝဲသုံးဖို့အတွက်ဆိုပြီးဖုန်းတစ်လုံးကိုထုတ်ပေးလာခဲ့ပေမယ့်အင်ချောလဲဝဲကကျွန်တော်မှလည်းဖုန်းရှိရဆိုပြီးထုတ်ပြလိုက်တာကြောင့်စုံတော့ကဒါဆိုရင်လည်းခင်ဗျားရဲ့ဖုန်းနံပါတ်ပေးထားလေလို့ပြောလိုက်ပါတယ် ဒါပေမဲ့ insurance ကတော့ queue မဆိုင်ပဲဖုန်းနံပါတ်တွေပါလဲလည်နေစရာမလိုဘူးလို့ပြောလိုက်တာကြောင့်စုံနောက်ကလည်း insurance အောင်အတော်လေးကြည့်မြန်ဖြစ်နေခဲ့ပါပြီဒီလိုနဲ့ကားထဲရောက်တဲ့အခါမှာတော့စုံနောက်ကစိုးမြို့ရောက်တုံးရောက်ခိုက်လေနန်းစန်းတာဝါသွားခြင်းလားဘယ်ဟုတ်သွားခြင်းလဲဆိုပြီးအလဲအပတ်သွားဖို့ပြောနေတဲ့အတွက် insurance ကရဲဘော်အထူးစုံစမ်းစစ်ဆေးရေးမှုကိုဟုတ်ရဲ့လားလို့မေးလိုက်ပြီးခမည်းပုံစံစုံစမ်းရေးမှုတယောက်လို့မဟုတ်ပဲခီးတော့လက်ညွန့်နေတဲ့တူတယ်ဆိုပြီးပြောလိုက်တော့တာပါဒီစကားကြောင့်စုံနောက်ကံလည်းနည်းနည်းတော့နှာကက်သွားပြီ။ဟိုသွားမယ်ဒီသွားမယ်နဲ့ဝေ့နေတဲ့အတွက်အင်ချောလျောင်းကမြောင်တုံပဲသွားဖို့ပြောလိုက်ပါရတယ်။ ဒီလိုနဲ့တမင်ချိန်ဆွဲကျင်တဲ့စုံနောက်ကဟာကားပိတ်တဲ့လမ်းအနေတမင်ရွေးသွားလိုက်တဲ့အတွက်အင်ချောလျောင်းကခမရတို့တောင်ဘက်စုံနောက်တည်းဒီလိုပဲလားလို့မိလိုက်ပြီတရခဲအောင်ဖမ်းမှုအရေးကြီးနေတဲ့အချိန်မှာကားလမ်းပိတ်နေတဲ့လမ်းအနေတွားပြီးတော့လက်ထဲမှာဖုန်းကလေးနေနေပဲတာဝန်ထမ်းဆောင်နေရလားလို့မိလိုက်တဲ့အတွက်စုံနောက်ကကားပိတ်တယ်ဆိုတော့ကျွန်တော်လည်းဘာမှမတက်နိုင်ဘူးလို့ပြောလိုက်ပါတယ်ဒီချိန်မှာပဲစကားပြောဆက်တဲ့ရကနေအသက်40အရွယ်မျိုးသမီးတယောက်ကိုဓာတ်ကင်ကလာတဲ့မျိုးသားတယောက်ကတစားကန်လောက်ပြီးအကျန်းဖတ်နေရဆိုတဲ့သတင်းကိုကြားလိုက်ရတာကြောင့် ။စုံတော့က तू ကအနည်းဆက်ဆုံးနေရာမှာရောက်နေတာမို့အဲ့ဒီနေရာကို तू ပဲသွားလိုက်မယ်လို့လှမ်းပြောလိုက်ပါတယ်။ဒီစကားကြောင့်ပဲအင်ချောလောင်းကဒေါသထွက်သွားပြီ။တို့မစ်ရှင်အတွက်အရေးကြီးနေတဲ့အချိန်မှာဘာလို့ကိုနဲ့မဆိုင်တဲ့အမှုကိုဝန်ခံရတာလဲလို့မေးလိုက်ပြီ။ကြောင်တော်တော်နဲ့ရီဒီရတာလုပ်နေတဲ့စုံတော့ကံကိုအင်ကြီးကော်လန်စားကိုစောင့်ဆွဲပေးလိုက်ပါတယ်။စုံတော့ကံလည်းဟဲ့ကောင်လွတ်ဆန်းဆိုပြီးအင်ချောလောင်းရဲ့လက်ကနေလွတ်အောင်ရုံးမှုလုပ်ပေးမယ်။အင်ချောလောင်းကအာတန်တဲ့အတွက်ရုံးလို့မရဖြစ်နေခဲ့ပါတယ်။ဒါနဲ့ပဲစုံတော့ကံလည်းနှာကက်သွားပြီးကားပေါ်ချက်ချင်းဆင်းလိုက်က ဟေ့အောင်မင်းနိုင်ငံနဲ့စင်းရှင်းမှရတော့မယ်မင်းရဲ့တက္ကနဲရှိလက်ကိုလိန်ချိုးလိုက် ကော်လန်ဆာဆွဲလိုက်နေဒီကောင်ဘာကောင်လဲဟာဆိုပြီးကားတကားကိုဆွဲဖွင့်လိုက်တဲ့အခါအင်ချောလန်ကကားရဲ့ထွက်ထွက်လာခြင်းမှာပဲစုံနောက်ကန်ကိုလက်အနေဆွဲချုပ်လိုက်ပြီးသူ့လက်ထိတ်နဲ့သူခက်ပစ်လိုက်ကသူပြောသမျှတွေကိုအစီရင်ခံနေတယ်စုံနောက်ကန်ရဲ့ဖုန်းကိုဆွဲယူကြည့်ပလိုက်ပါတယ်ဒါကြောင့်မယ်အင်ချောလန်ကစုံနောက်ကန်ကသူ့ကိုတမန်နောက်ချက်နေရဆိုတာကိုရိပ်မိသွားပြီးချက်ချင်းမှကားလန်ပိတ်နေတဲ့ခုံးကျော်တရားကနေတရားခံဖမ်းမှုတယောက်တည်းထွက်သွားခဲ့ပါတော့တယ်ဒီလိုနဲ့တရားခံဖမ်းမှုတစီငားသွားတဲ့အင်ချောလန်ကို တက်စီနံပါတ်အနေနဲ့စင်စုံစမ်းဖို့စုံနောက်ကန်သူ့လူတွေအခုညီတောင်းခဲ့ပါတယ်။အဲ့နောက်မှာတော့အင်ဂျော်လျောင်ဟာမကြခင်မှာပဲဗက်မြန်ဟိုကိုတွေ့သွားပြီးဖမ်းမှုလုပ်လိုက်ပေမဲ့ဗက်မြန်ဟိုကတနက်နဲ့ပြစ်တဲ့အတွက်တနက်သိမ်းခံရတဲ့အင်ဂျော်လျောင်ဟာသူ့ကိုယ်သူကကွယ်နေခဲ့ရပါတယ်။တက်စီရဲ့နေတစင်ချေရကံမိလိုက်လာတဲ့စုံနောက်ကန်ကတော့ဒီချင်းနေကိုမြင်လိုက်ရတဲ့အတွက်ရဲကအတန်ပေးလိုက်ပြီးအဲ့လိုနဲ့ရဲကအတန်ကြားလို့ထွက်ပြေးသွားတဲ့ဗက်မြန်ဟိုရဲ့နောက်ကိုအင်ဂျော်လျောင်ကထက်ချက်မကွာလိုက်သွားပါတော့တယ်။ဒီလိုထွက်ပြေးနေတဲ့ဗက်မြန်ဟိုကကားတစ်စီးတဲ့ဝင်ပြီးမောင်းပြေးခဲ့တဲ့အတွက်အင်ချောလျောင်းကကားပေးရနေတွေ့ပြီးရဲအောင်လိုက်ခဲ့ပြန်ပါတယ် ဒီလိုနဲ့အချိန်မှန်မှန်သိတဲ့ပတ်မြောင်ကဂုံးစင်းမှာပဲကားပေါ်ကနေခုန်ချလိုက်ပြီကားပေါ်မှာတွေ့နေတဲ့အင်ဂျောလျောင်းကတော့ဂုံးစင်းတိုင်းအချိန်နဲ့ပါသွားခဲ့ပါတယ်ဒါကိုနောက်ကနေထက်ချက်မကွာလိုက်လာတဲ့စုံနောက်ကန်လည်းမြင်သွားပြီဂုံးစင်းမှာပြည်သူတွေမထိခိုက်စေဖို့အတွက်ကာကွယ်ပေးခဲ့ပြီးအင်ဂျောလျောင်းကတော့ကားထဲရောက်ဝင်ကဘရိတ်အုပ်နိုင်ခဲ့ပါတယ်တစ်ဖက်မှာလည်းတောင်ကိုရီးယားရဲ့စုံစမ်းရေးဖွဲ့တွေကလေဆိပ်ရဲ့ CCTV မှတ်တမ်းတွေကနေတစဉ်ချာကီဆောင်ရဲ့ရင်မောင်းအောင်ခြေရခံနိုင်ခဲ့ပါတယ်တစ်ဖက်မှာလည်းထွက်ပြေးသွားတဲ့ပတ်မြောင်ဟွာ မြောက်ဘက်ကအင်ချောလျောင်းကတောင်ဘက်ကစုံတောက်တယောက်နဲ့အတူသူ့ကိုဖမ်းမှုလုပ်ခဲ့တဲ့အကြောင်းနဲ့ချာကီဆောင်းကဖမ်းမှုလုပ်နေရဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ဒီဘက်မှာတော့ခေါင်းဆောင်ဖြူဟာစုံတောက်ကနဲ့အင်ချောလျောင်းတို့ရဲ့ CCTV မှတ်တမ်းအောင်ကြည့်လိုက်ပြီးပြေဝဆစ်စင်ရင်လုပ်ပါတယ်ဆိုမှဒီလိုမျိုးလူသိရှင်ညာဖြစ်အောင်လုပ်ခဲ့ရလားလို့မေးလိုက်ကအခုအစပြီးအင်ချောလျောင်းကို24နှစ်ရည်စောင့်ကြည့်ဖို့အတွက်အင်ချောလျောင်းကိုမင်းအိမ်ဝါခေါ်ပါလို့ပြောလိုက်ပါတယ်။ဒါကြောင့်မဲ့စုံတောက်ကဟာအင်ချောလျောင်းတယောက်တည်းထွက်သွားလို့မရအောင်လို့သူ့လက်မှာပဲပူတွဲပြီးလက်ထိတ်ခတ်ထားလိုက်ပါတယ်။ဒီလိုနဲ့လက်ထိတ်တွဲခတ်ထားတဲ့သူတို့နှစ်ယောက်ဟာကားထဲဝင်တဲ့အခါမှာတော့ နှစ်ယောက်ပူးတွဲပြီးဝင်လို့အဆင်မပြေတဲ့အတွက်အင်ချောလျောင်းကအရင်ဝင်ထိုင်လိုက်ပြီးစုံနောက်ကန်အင်ချောလျောင်းရဲ့အပေါ်ကနေတက်ခွာကရင်မောင်းနေရာရောက်ဝင်ဖို့ကြိုးစားခဲ့ပါတယ်ဒီလိုတက်ခွာကြောနေနေပဲနှစ်ယောက်သားမျက်နှာချင်းဆိုင်နမ်းမိမလို့ဖြစ်နေကြတဲ့အတွက်တယောက်မျက်နှာတယောက်ကြည့်ပြီးအတော်လေးစိတ်ကုန်နေကြရပါတယ်ဒီလိုနဲ့စုံနောက်ကန်ကသူတို့ကိုနည်းနည်းလောက်ယုံကြည်ပေးပါလို့ပြောလိုက်ပြီးအင်ချောလျောင်းကလည်းချာကီဆောင်ရဲ့နေရာကိုသိရပြီဆိုရင်သူ့အရင်ဆုံးပြောပြမှာသူ့ဘက်လည်းယုံကြည်မှုပေးနိုင်မယ်လို့ပြောလိုက်ကနောက်မှနှစ်ဖက်ယုံကြည်မှုတည်ဆောက်တဲ့အနေနဲ့လက်ထိပ်ပြန်ဖြုတ်ပေးဖို့ပြောလိုက်ပါတယ် ဒီလိုနဲ့အိမ်ပြန်လမ်းမှာတော့စုံနောက်ခံဟာအင်ချောလျောင်းကိုစိုးကျူဝဲတိုက်ခဲ့ပြီးသူတို့စုံနောက်တရတယောက်နဲ့တယောက်ဆက်သွယ်နိုင်မှုအတွက်လျှို့ဝက်ကရိယာတုံးကြတယ်လို့ပြောလိုက်ကခြေရခံစားတစ်ခုကိုအင်ချောလျောင်းရဲ့ခြေထောက်မှာတက်ပေးလိုက်ပါတယ်။ဒါကိုရိတ်မိတဲ့အင်ချောလျောင်းကလည်းဒီဆက်ကခြေရခံစားမဟုတ်ဘူးလားလို့မေးလိုက်တဲ့အတွက်စုံနောက်ခံကအဲ့လိုမျိုးဤပညာနည်းနည်းပါတယ်ဆိုပေမဲ့လည်းသူတို့စုံနောက်တရဒီလိုပဲတုံးကြတာလို့ပြောလိုက်ပါတယ်။ဒီလိုနဲ့အပြန်ကြတော့မူးနေပြီဖြစ်တဲ့စုံနောက်ခံဟာ ချာကီချောင်းရင်ဒီနေရာကိုသိရလို့ပြောပြမယ်ဆိုရင်မင်းငါ့ကိုတိန့်တထောင်လောက်ပေးလို့ပြောလိုက်ပြီးတော့အဲ့ဒီပတ်စံနဲ့သူသမီးကိုပုဂ္ဂလိကအကြောင်းပို့မယ်အကြောင်းနဲ့ခမဖြစ်သူကိုလည်းအိမ်အောင်ချပေးပြီးတော့ကျန်တဲ့ပတ်စံကိုဇနီးဖြစ်သူကိုပေးပြီးပိုကောင်းတဲ့အိမ်တိမ်ဝယ်ဖို့အတွက်စိတ်ကူးယဉ်နေခဲ့ပါတယ်ဒီလိုနဲ့စုံနောက်ကန်ရဲ့အိမ်ကိုရောက်တဲ့အခါမှာတော့စုံနောက်ကန်ရဲ့ဇနီးကလုံးပေါ်ကိုင်းဘက်ကိုမိုတယ်မှာငှားပေးလိုက်ရရတဲ့တဲ့ဘာလို့အိမ်ထိခေါ်လာရလဲဆိုပြီးဧည့်သည်ရှိမှပဲပေါ်တိန်ပြောချလိုက်ပါတယ်ဒီစကားကြောင့်စုံနောက်ကန်လည်းအာနာသွားပြီ။သူကဒီအိမ်မှာအိမ်အောင်ဦးစီးဖြစ်တဲ့အတွက်တက်တောင်တက်တာနဲ့အနားယူဖို့ပြောလိုက်ပါရတယ်။ ီစကားကိုကြားလိုက်ရတဲ့ဇနီးဖြစ်သူကဘာလို့တတောင်တတနေမှလဲဆိုပြီးထပ်ပြီးရန်တွေးလိုက်တဲ့အတွက်ခင်မဖြစ်သူကပါအမကလည်းဧည့်သည်ကိုဘလို့ဆက်ဆံနေရလဲလို့မိလိုက်ပါတယ်။ဒီလိုနဲ့ခံညာတဲ့အင်ချောလျောင်းကိုတွေးလိုက်ရတဲ့ခင်မဖြစ်သူဟာမြင်မြင်ချင်းသဘောကျသွားပြီးအိမ်ထဲကိုဝင်မှုအတင်းလော့ကိုတည်ချော်နေခဲ့ပါတယ်။ဒီလိုနဲ့အင်ချောလျောင်းရဲ့အလက်မှာတော့စုံနောက်ကအင်ချောလျောင်းရဲ့ဖုန်းထဲကိုအတန်ပန်းစာတစ်ခုထည့်ခဲ့ပါတယ်။ဒါမှမဟုတ်စုံနောက်ကအိပ်ပျော်သွားတဲ့နောက်မှာတော့အင်ချောလျောင်းကသူ့ဖုန်းမှာထည့်ထားတဲ့အတန်ပန်းစာကိုဖြုတ်လိုက်ပြီးစုံနောက်ကရဲ့ဖုန်းမှာပြန်တက်ပေးခဲ့လိုက်ပါတယ်။မနက်မိုးလင်းလို့ထမင်းဝိုင်းရောက်တဲ့အခါမှာတော့ အင်ချောလျောင်းကိုသဘောကျနေတဲ့ခဲမဖြစ်သူကဒီဟင်းလျာတွေကိုသူကိုယ်တိုင်ချက်ထားတာဖြစ်ကြောင်းကြွယ်ပြောလိုက်ပေးမယ်။အမဖြစ်သူကခောက်ဆွဲတောင်ပြုံမစားတဲ့သူကဘာလီလာပြောနေရလဲလို့ပြောပေးလိုက်ပါရယ်။စုံနောက်ခံကလည်းအင်ချောလျောင်းကမြောက်ကိုရီးယားကနေပြောင်းလာတဲ့စုံနောက်ဖြစ်ကြောင်းပြောပြလိုက်ပြီးဟိုဘက်မှာလှုပ်ရှားကင်စားရတာအဆင်မပြေလို့ဒီဘက်ကိုကူးပြောင်းလာခဲ့တဲ့အတွက်ကောင်းကောင်းမွန်မွန်ဆက်ဆံပေးဖို့ပြောလိုက်တာကြောင့်ဇနီးဖြစ်သူလည်းအင်ချောလျောင်းကိုတနာပြီးကောင်းကောင်းမွန်ဆက်ဆံပေးခဲ့ပါရယ်။တဖက်မှာတော့ချာကီဆောင်ကခိုးလာတဲ့ပလိတ်ပြားကိုရောင်းဖို့အတွက်တောင်ကိုရီးယားရဲ့မောင်ကိုသမားတစ်ယောက်နဲ့တွေ့ဆုံနေတာဖြစ်ပြီး ဝယ်ယူမဲ့မောင်ကိုသမားကတော့ "तू ကလွဲပြီးဝယ်မဲ့သူမရှိတဲ့အတွက်ပလိုက်ပြားတွေကိုမျက်မြင်ပြပေးနိုင်မှာဝယ်ယူပေးမယ်"လို့ပြောလိုက်ပါတယ်။ချာကီဆောင်ကလည်းသူ့ကိုမယုံမကြည်လုပ်နေတဲ့မောင်ကိုသမားကိုဒေါသထွက်သွားပြီ။မင်းတို့ကောင်ကိုဆဲလိုက်ကမနှက်ပြန်ကြရင်ပလိပ်ပြားတွေယူလာမှဖြစ်လို့ပစ္စည်းယူလာတဲ့အခါကျမှရီရီရတာမလုပ်နဲ့တော့လို့တတိပေးလိုက်ပါရယ်။ချာကီဆောင်ရဲ့တင်းမာလွန်တဲ့ပုံစံကြောင့်မောင်ကိုသမားကလည်းနည်းနည်းတော့တတိထားသွားခဲ့ပါရယ်။တစ်ဖက်မှာလည်းအင်ဂျော်လျောင်းတို့ဟာပတ်မြောင်ကိုရှိမဲ့နေရာကို CCTV ကနေခြေရခံလိုက်သွားခဲ့ကြပြီ စုံနှုတ်ဟန်ကတော့ဝရမ်းမပါပဲလူမိုက်တွေစီသွားခဲ့တာမို့လို့လူမိုက်ကောင်းဆောင်ကစုံနှုတ်ဟန်ခါကြတဲ့တနက်ကိုဆွဲယူလိုက်ပြီးကိုတနက်ကိုတော့မတိမ့်သိမ့်နိုင်တဲ့စုံနှုတ်ဟန်ကိုလောင်ရီပေးလိုက်ပါတယ်ဒါပေမဲ့စိတ်မရှိတတ်တဲ့အင်ဂျော်လျောင်းကတော့သူ့ရဲ့စုံစမ်းမှုနောက်ရက်နေတဲ့လူမိုက်ကောင်းဆောင်ရဲ့လက်ထက်ရတဲ့နတ်ကိုလင်းမြန်စွာနဲ့ကြည်တောက်နေဆွဲဖြုတ်လိုက်ပြီးကောင်းဆောင်ကနေစပြီးအကုန်လုံးအမောက်သိပ်ပါတော့တယ်။လက်နက်မပါပေမဲ့အင်ဂျော်လျောင်းဟာတိုက်ခိုက်ရေးကျွမ်းကျင်တဲ့အတွက်သူ့တယောက်ထဲနဲ့လူမိုက်တွေအားလုံးရှင်ချခဲ့ပါဗါတယ်။ တတိကောင်းတဲ့စုံနောက်ကံကတော့တိုင်ခွဲမှာပုံနေပြီးရက်ကြည့်နေကြတာပါဒီလိုနဲ့လူမိုက်တွေအားလုံးလဲသွားတဲ့အခါမှာတော့စုံနောက်ကံပုံနေရကနေထွက်လာပြီးတ िश ူးလိမ့်နဲ့လူမိုက်တွေအားလုံးအနိုင်တိုက်ခဲ့တဲ့အင်ချော်လျောင်းအံ့ဩနေခဲ့ပါတယ်အင်ချော်လျောင်းကတော့လင်မြန်စွာနဲ့ပဲလူမိုက်တွေရဲ့ဖုန်းတွေအားလုံးသိမ်းလိုက်ပြီးအဲ့ဒီဖုန်းတွေကနေတစဉ်ပတ်မြန်ဟိုရဲ့ဖုန်းနံပါတ်ကိုခြေရခံဖို့စုံနောက်ကံကိုပြေးလိုက်ပါတယ်အဲ့နောက်မှာတော့စုံနောက်ကဟာသူ့ကိုဒီမရှင်ကနေအမြန်ဆုံးထုတ်ပေးဖို့အတွက်ကောင်းဆောင်ဖြူဖုန်းဆက်လိုက်ပြီးဗလာတောင်းတဲ့လူမိုက်တွေကိုအင်ချောလျောင်းက င်တာသုံးတရှူးတစ်ခုတွေနဲ့တိုက်ခိုက်သွားတာကိုမြင်လိုက်ရတဲ့အတွက်သူ့ဘာအတော်လေးထိတ်လန့်တုန်လှုပ်နေခဲ့တာပါဒါပေမဲ့ခေါင်းဆောင်ဖြိုးကတော့မင်းအင်ချောလျောင်းရဲ့ဖုန်းတွေကိုခြေရခန်းဆက်တက်ထားတာကိုဟုတ်ရဲ့လားလို့ပြောလိုက်ပြီငါတို့ရဲ့အင်ချောလျောင်းရဲ့ဖုန်းဘာမှခြေရခန်းလို့မရဘူးလို့ပြောလိုက်ပြီးတော့ပတ်မြံဟိုရဲ့တင်နေရကိုပဲသိရပြီဖြစ်တဲ့အတွက်တခါတည်းပြောပြလိုက်ပါတယ်ဒီလိုနဲ့သူ့ကိုယ်သူလဲလာပြီးထင်နေတဲ့စုံနောက်ကဟာအင်ချောလျောင်းကိုခြေရမခံနိုင်မဲ့အင်ချောလျောင်းကသာသူ့ကိုပြန်ပြီးခြေရခန်းဆက်ထည့်ထားတဲ့အတွက်သူ့ဖုန်းနဲ့ဆက်သွယ်သမျှအားလုံးကိုအင်ချောလျောင်းကနားထောင်နေခဲ့တာပါ တစ်ဖက်မှာလည်းစုံနောက်ကန်ဇနီးနက်ခဲမားတို့ဟာအိမ်မှာနေရင်းနဲ့ပဲ TV ကနေတစင်ပတ်မြန်ဟိုလိုက်တုံးကရံပွဲကသတင်းတပုတ်အနေနဲ့တက်လာတာဖြစ်တဲ့အတွက်ဒါကိုမြင်လိုက်ရတဲ့အမဖြစ်သူကတော့အင်ချောလျောင်းကိုစိတ်ဝင်စားနေတဲ့ညီမဖြစ်သူကိုတားလိုက်ပြီးညီမဖြစ်သူကတော့အင်ချောလျောင်းရဲ့တိုက်ရိုက်ခိုက်ရေးကိုကြည့်ကအရမ်းမိုက်တာပဲဆိုပြီးပို့ကျွေးသွားပါတော့တယ်။တစ်ဖက်မှာတော့ပတ်မြန်ဟိုရဲ့တည်နေအောင်တိလဲရပြီဖြစ်တဲ့အင်ချောလျောင်းတို့ဟာသူတို့အယောင်းဝယ်လှုပ်လို့ရှိတဲ့လူမိုက်တွေရဲ့နေရာကိုသွားခဲ့ပေမဲ့ကောင်းဆောင်ဖြစ်တဲ့ချာကီဆောင်ကသူ့လူယုံကနေတစင်ပတ်မြန်ဟိုကိုရှင်းပြခဲ့ပါတယ်။ ဒါဟုတ်အပေါ်ထဲကနေမြင်လိုက်ရတဲ့အင်ဂျော်လျော်ဟာချက်ချင်းပဲအောက်ထပ်ကိုဆင်းလာပြီးတာကီဆောင်ရဲ့လူယုံနဲ့တိုက်ခိုက်ခဲ့ပါတယ်။အပေါ်ထဲမှာကြံနေခဲ့တဲ့စုံနှုတ်ကန်ကတော့အင်ဂျော်လျော်ထွက်သွားတာကိုမသိဘဲနဲ့လူမိုက်တွေကိုစိန်ခေါ်ပြီးကမှအင်ဂျော်လျော်ကဘေးနားမှာမရှိတဲ့အတွက်အများနဲ့တယောက်မနေ့ကုကန်နေခဲ့ရပါတယ်။အင်ဂျော်လျော်နဲ့တိုက်ခိုက်နေတဲ့တာကီဆောင်ရဲ့လူယုံကလည်းတိုက်ခိုက်ရေးကြွန့်ကျင်တဲ့အတွက်ဂျော်လျော်ကခံနေရတော့မှပဲစုံနှုတ်ကန်ရောက်လာတဲ့အတွက်တာကီဆောင်ရဲ့လူယုံကကားနဲ့မောင်းပြေးသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့စုံနောက်ကသူ့ဘက်ကရိုးသားတဲ့အတွက်အင်ချိုလျောင်းဘက်ကလည်းရိုးရိုးသားသားနဲ့ဆက်ဆံပေးပါဆိုပြီး ခြာကီဆောင်နဲ့ပတ်သက်တဲ့ချက်လက်တွေကိုမေးမြန်းခဲ့ပါတယ်။ဒါကြောင့်မဲအင်ဂျောလျောင်းကခြာကီဆောင်ဆိုတဲ့သူကတယောက်တည်းမဟုတ်ကြောင်းနဲ့သူ့ရဲ့နောက်လိုက်တသားတွေနဲ့ကျေးစားတသားတွေပါပေါင်းလိုက်ရင်ဒါစင်နဲ့ချီတဲ့နောက်လိုက်တွေရှိတယ်လို့ပြောလိုက်ပြီးတော့ခြာကီဆောင်ကသူ့ရဲ့မိသားစုလိုခင်တွေ့ရတဲ့တသားတွေကိုတတ်ခဲ့တဲ့အတွက်သူနဲ့ရညွှန်းရှိတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။ဒီလိုနဲ့သူတို့နှစ်ယောက်အိမ်ပြန်ရောက်တဲ့အခါမှာတော့စုံနောက်ခံရဲ့ဒဏ်ရာတွေကိုဇနီးဖြစ်သူကစိတ်ထည့်ပေးလိုက်ပြီးအင်ချောလျောင်းရဲ့ဒဏ်ရာကိုတော့ခဲမဖြစ်သူကစိတ်ထည့်ပေးခဲ့ပါတယ်။ဒီလိုနဲ့အင်ချောလျောင်းအရန်နေဖြစ်နေတဲ့ခဲမဖြစ်သူကို ချောလျောင်းကကျွန်တော်မှကောင်းပါလိမ့်ရှိရဲ့လို့ပြောလိုက်တဲ့အတွက်ခင်မဖြစ်သူလဲဒေါသထွက်သွားပြီဘာလို့စောစောမပြောတာလဲလို့ပြောလိုက်ကရှက်ကိုရှက်ကန်းနဲ့ထွက်သွားခဲ့ပါတယ်။ဒါပေမဲ့ကောင်းပါလိမ့်ရှိတယ်ပြောလဲဇွဲမလျှော့နိုင်တဲ့ခင်မဖြစ်သူဟာမနက်မိုးလင်းတဲ့ခါမှာတော့ထုံးစံတိုင်းသူ့မှချက်ထားတဲ့ဟင်းတွေကိုသူချက်ထားတဲ့ဟင်းလျာတွေပါဆိုပြီးအင်ချောလျောင်းအဲ့ခံခဲ့ပါတယ်။စုံနောက်ခံရဲ့သမီးလေးကတော့ iPhone မဝယ်ပေးသေးလို့ကြည်ကြနေတာဖြစ်ပြီးဒီချိန်မှာပဲစုံနောက်ခံရဲ့ဖုန်းထဲမှာအတန်ဖန်းဆက်ထည့်ထားခံရတယ်ဆိုတာကိုခေါင်းဆောင်ဖြိုးကမက်ဆေ့ပို့လာတာမို့စုံနောက်ခံလည်းတီးသွားခဲ့ပါတယ်။ဒီလိုနဲ့အတန်ဖန်းဆက်ထည့်ခံတာကလို့စိတ်တူသွားတဲ့စုံနောက်ခံဟာ ချက်ချင်းမဲ့ထမင်းဝိုင်းရနေထထွက်သွားပြီစုံနောက်ကရင်ဇနီးရတော့သူ့ယောက်ျားရဲ့အလုတ်ကစုံနောက်ဖြစ်နေတဲ့အတွက်တားဆီးလို့လည်းမရနိုင်တာကြောင့်သူ့ယောက်ျားအတက်နိုင်ဆုံးဒဏ်ရာမရဖို့အတွက်အင်ချောလျောင်းကပဲကာကွယ်ပေးပါလို့အကူအညီတောင်းခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ခေါင်းဆောင်ဖြူဟာပတ်မြောင်ကိုရဲ့အလောင်းအနေတစ်စင်အမေရိကန်ဒေါ်လာအတုတွေကိုတွေးသွားပြီးချာကီဆောင်းအောင်ဖမ်းရတဲ့အကြောင်းရင်းဟာငွေအတုလုတဲ့ plate ပြားကိုခိုးသွားလို့ဖမ်းရတာဖြစ်တဲ့အကြောင်းစုံနောက်ကံကိုပြပြလိုက်ပါတော့တယ်အဲ့လိုနဲ့စုံနောက်ကံကသူ့ဖုန်းထဲကိုတံပန်းဆက်ထည့်ထားခဲ့တဲ့အတွက်မကျေနပ်ကြောင်ပြောလိုက်ပြီး ပလိတ်ပြားနဲ့ပတ်သက်လို့လည်းတိတားပြီဖြစ်ကြောင်းပြောလိုက်ကအင်ချောလျောင်းဒေါသထွက်နေခဲ့ပါတယ်။အင်ချောလျောင်းကတော့ပလိတ်ပြားကိုရှာတွေ့ရင်စုံနောက်ကန်ရဲ့လက်ထဲကိုအကုန်အပ်ပေးပါမယ်လို့ပြောလိုက်ပြီးခြာကီဆောင်ရဲ့ဒီနေရာကိုသိရရင်ပဲသူ့ကိုပြပြပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒါကြောင့်မယ်စုံနောက်ကန်လည်းခြာကီဆောင်ရဲ့ဒီနေရာကိုပြောပြလိုက်ပြီးနှစ်ယောက်သားခြာကီဆောင်ရှိမဲ့နေရာကိုထွက်လာခဲ့လိုက်ကြပါတယ်။အဲ့လိုနဲ့ချာကီဆောင်ရဲ့ဒီနေရာကိုရောက်တဲ့ခါမှာတော့အင်ဂျောလျောင်ဟာချာကီဆောင်ရဲ့လူတွေကအထူးလေ့ကျင့်ထားတဲ့တပ်ဖွဲ့ဝင်တွေဖြစ်တာမို့လို့စုံနောက်ကန်သာသူနဲ့အတူလိုက်ခဲ့ရင်အသက်ခံရမှာဖြစ်ကြောင်းပြောလိုက်ပြီးအသက်အန္တရာယ်ကင်းဖို့အတွက်ကားထဲကနေပဲစောင့်နေဖို့ပြောလိုက်တာ သူ့မှာရှိတဲ့ငွေကိုထုတ်ပေးလိုက်ပြီးကလေးကို iPhone ဝယ်ပေးဖို့ပြောလိုက်ပါတယ်။တစ်ဖက်မှာတော့ Chucky ဆောင်းကသူ့ရဲ့ပလိတ်ပြားတွေကိုဝယ်မယ်ဆိုတဲ့တရုတ်မောင်ကိုအဖွဲနဲ့ဈေးညိနေတာဖြစ်ပြီးမောင်ကိုကန်းကလူမိုက်ကောင်းဆောင်ကပလိတ်ပြားကိုတောင်းတဲ့ဈေးကအရန်များနေတယ်လို့ပြောလိုက်ကတဝက်ဈေးအနေနဲ့ဒေါ်လာသိန်း100ပဲပေးမယ်လို့ပြောလိုက်ပါတယ်။ဒီစကားကြောင့်ပဲဒေါသထွက်သွားတဲ့ Chucky ဆောင်းကဒီပလိတ်ပြားရင်နဲ့ငါကိုယ်တိုင်ပဲပုံနေပြီးငါကိုယ်တိုင်ပဲအတုထုတ်လိုက်တော့မယ်လို့ပြောလိုက်ကတရုတ်မောင်ကိုအဖွဲနဲ့နောက်လိုက်တဲ့အားလုံးပြတ်တက်ခဲ့ပါတယ်။ဒီလိုနဲ့သူတို့အပေးယူလုပ်နေတဲ့နေရာစီကိုမန္တကားကနေတဆင်အင်ချောလေးအောင်ဖောက်ပြီးဝင်သွားခဲ့ပါတယ်။ ။စုံနောက်ကလည်းအင်ချောလျောင်းကိုကူညီပေးဖို့သူပါလိုက်လာခဲ့တာပဲဖြစ်ပါတယ်။အပြင်ဘက်မှာလည်းချာကီဆောင်ရဲ့ဒီနေရာကိုတီးသွားတဲ့တောင်ကိုရီးယားရဲတပ်ဖွဲ့ဟာရဲရင်အားနဲ့အတူအဆောက်အဦပြင်ဘက်မှာရောက်နေခဲ့တာပါ။ဒါပေမဲ့လူအင်အားလက်နက်အင်အားတောင်းတဲ့ချာကီဆောင်တို့အဖွဲ့ကိုစုံနောက်ကန်နဲ့အင်ချောလျောင်းတို့ကရှင်းပြီးမပြစ်နိုင်ပဲချာကီဆောင်ကကပကန်ရနေတစင်ထွက်ပြေးသွားပါတော့တယ်။အဲ့လိုနဲ့ထွက်ပြေးသွားတဲ့ချာကီဆောင်နောက်ကိုစုံနောက်ကန်တို့ကလိုက်ကြပါတော့တယ်။ဒါကိုသိတဲ့ခေါင်းဆောင်ဖြူကချက်ချင်းနဲ့စုံနောက်ကန်ကိုဆက်သွယ်လိုက်ပြီးချာကီဆောင်ကသူတို့ကိုယ်တိုင်ဖမ်းပြီးပြလိပြားကိုယူမှာဖြစ်တဲ့အတွက် င်ချောလျောင်မရှင်ရနေရအောင်ဖဲထုတ်ဖို့ပြောနေခဲ့ပါတယ်။ဒါမှမစုံနောက်ကသူတို့စကားအောင်နားမထောင်မဲ့အင်ချောလျောင်နဲ့အတူပူးပေါင်းပြီးလှုပ်ဆောင်နေတဲ့အတွက်ပြောမရတဲ့အဆုံးအထက်လူကြီးကချာကီဆောင်အရှင်လက်ရဖမ်းဖို့နဲ့ပလိတ်ပြားကိုသူတို့လက်ထဲအပ်ဖို့အဲ့ဒီအတွက်အင်ချောလျောင်ကအနောက်ရက်ဖြစ်နေရင်လည်းအင်ချောလျောင်ကိုမှတက်လိုက်ဖို့အမိန်ပေးလိုက်ပါတော့တယ်။ဖုန်းချပြီးတဲ့နောက်မှာတော့စုံနောက်ကဟာပလိတ်ပြားတွေကိုရတဲ့အခါသူ့လက်ထဲကိုပဲထည့်ပေးဖို့အင်ချောလျောင်းကိုပြောလိုက်တဲ့အတွက်အင်ချောလျောင်းကလည်းသဘောတူလိုက်ပြီးချာကီဆောင်ကိုဖမ်းမိတဲ့အခါမတက်ပြစ်ဖို့ကတောင်းဆိုခဲ့ပါဗါဒီလိုနဲ့မကြခင်မှာပဲသူတို့မောင်းလာတဲ့အခါဟာ ဥမင်လိုင်ကောင်းတစ်ခုတည်းကိုရောက်လာပြီးခြာကီဆောင်တို့ကောင်းမိလာတဲ့အတွက်တနက်နဲ့လှမ်းပစ်ကြပါတော့တယ်ဒီလိုနဲ့အပြန်လှန်ပစ်ခဲ့ရင်လိုင်ကောင်းတွေကထွက်လာပြီးစိတ်ခံတရားပေါ်ရောက်သွားပါတော့တယ်တရားပေါ်ရောက်တဲ့အခါမှာတော့အင်ဂျော်လျောင်းကသူစီးနေတဲ့ကားတကားကိုပြုတ်ထွက်သွားအောင်လုပ်ခဲ့ပြီးကားဘေးပေါက်ကနေတစင်ခြာကီဆောင်ရဲ့ကားဘေးကိုတနက်နဲ့မှန်အောင်ပစ်နိုင်ခဲ့ပါတယ်ဒါကြောင့်မဲကားဘင်းပောက်သွားတဲ့ခြာကီဆောင်တို့ကဟာစိတ်ခံတရားပေါ်မှာပဲအရှိန်ပြင်းပြင်းနဲ့မှောက်သွားပါတော့တယ်။ဒီလိုနဲ့ကားမောက်ပြီးတန်ရန်ရနေတဲ့ခြာကီဆောင်ကိုအင်ချောလျောင်းကတနက်နဲ့ပြစ်ပြီးလက်စားချေဖို့လုပ်နေတော့မှာပဲ။စုံနောက်ကတက်လို့မဖြစ်ဘူးဆိုပြီးဝန်တားခဲ့ပါတယ်။ ဒီလိုတားနေတာကိုချာကီဆောင်အခွင့်ကောင်းယူပြီးမြစ်ထဲကိုခုံချသွားပါတော့တယ်။ဒါကိုမြင်လိုက်တဲ့အင်ချောလျောင်းကသူ့ဘာမြစ်ထဲကိုခုံချဖို့လုပ်နေတဲ့အတွက်စုံနောက်ကန်အတင်းတားလိုက်ပြီးမင်းပွက်ရှာနေရလားလို့မေးလိုက်ပါတယ်။ဒါကြောင့်ပဲချာကီဆောင်မတက်လိုက်နိုင်လို့ဒေါသရီထွက်သွားတဲ့အင်ချောလျောင်းကချာကီဆောင်ဆိုတဲ့ကောင်ကကြုံမိမ့်မောက်တက်သွားတာလို့ပြောလိုက်ပြီးမျက်ရည်တွေပါဝဲလာကမိမဖြစ်သူတည်ဆုံသွားပြီးတော့မှပဲဘိုက်ထဲမှာကိုဝင်ရှိနေတယ်ဆိုတာကိုပဲသိခဲ့ရတဲ့အတွက်အတော်လေးကိုဒေါသထွက်ကယူကျုံမရဖြစ်နေခဲ့ရပြီးသူ့ကိုတားနေတဲ့စုံနောက်ကန်ကိုတနက်နဲ့ချိန်ထားလိုက်မိပါတော့တယ်။ ဒီတော့မှစုံနောက်ကလည်းအင်ချောလျောင်းကိုဂျူနာတက်သွားပြီးရဲတွေရောက်မလာခင်ပလိပ်ပြားကိုယူပြီးထွက်ပြေးဖို့ပြောလိုက်ပါတယ်ဒါပေမဲ့ပလိပ်ပြားကိုစိတ်မဝင်စားတဲ့အင်ချောလျောင်းကမသွားသေးပဲပိကက်ကက်လုပ်နေတဲ့အတွက်စုံနောက်ကမင်းရဲ့တေဆုံးသွားတဲ့ဇနီးရလည်းမင်းအသက်ရှင်နေတာကိုပဲမြင်မြင်ပါလို့ပြောလိုက်တာဖြောင်းပြလိုက်ပြကြောင်းဒီတော့မှအင်ချောလျောင်းကပလိပ်ပြားယူပြီးထွက်သွားခဲ့ပါတယ်အဲဒီနောက်မှာတော့အင်ချောလျောင်းဟာပလိပ်ပြားတွေကိုရဲမင်းကြီးရဲ့လက်ထဲကိုအပ်ပေးခဲ့ပြီးစာကြီးစောင်းရဲ့အလောင်းကိုတော့အတိမပြုရသေးတဲ့အတွက်ဆက်စုံစမ်းဖို့တောင်းဆိုလိုက်ပါတယ်ဒါပေမဲ့ရဲမင်းကြီးကတော့ နိုင်ငံတော်ရဲ့လုံခြုံရေးအတွက်အရေးကြီးတယ်ပလိပ်ပြားတွေကိုရလိုက်ပြီးဖြစ်တာကြောင့်ချာကီဆောင်တည်တည်ရှင်းရှင်းအရေးမကြီးဘူးလို့ပြောလိုက်ကတောင်ထဲမြောက်ပူးတွဲဆစ်စင်ရေးရလဲဒီမှာနေအဆုံးသက်ပြီလို့ပြောလိုက်ပါတယ်ညံ့ရောက်တဲ့ခါမှာတော့မြစ်ထဲကုန်ချသွားတဲ့ချာကီဆောင်ဟာစုံနောက်ကန်ရဲ့ဇနီးနဲ့တမိဖြစ်သူကိုဖမ်းနှားလိုက်ပြီးနှစ်နာရီအတွင်းမှာပလိပ်ပြားတွေနဲ့လာလဲဖို့စုံနောက်ကန်ကိုဆက်သွယ်ခဲ့ပြီးရဲတွေခေါ်လာခဲ့မယ်ဆိုရင်တော့သူတို့သားမိလဲအသေးပဲလို့ပြောလိုက်ပါတယ်ဒီလိုနဲ့မိမနဲ့ကလေးကိုတစားကန်လောက်ခံလိုက်ရပြီဆိုတာသိလိုက်ရတဲ့စုံနောက်ကန်ဟာပလိပ်ပြားယူသွားတဲ့အင်ချောလျောင်းစီကိုဆက်သွယ်ပြီးအကူအညီတောင်းခဲ့ပါတယ်အင်ချောလျောင်းကလည်းဒီကိစ္စကိုရဲမင်းကြီးကိုတင်ပြလိုက်ပြီး ပလိပ်ပြားနဲ့အတူစုံနှုတ်ခံမိသားစုဝင်တွေကိုကယ်တင်ဖို့အတွက်ထွက်လာခဲ့ပါတယ်။ဒီလိုနဲ့အဖမ်းခံရတဲ့နေရာကိုစုံနှုတ်ခံအရင်ရောက်သွားပြီးသူရောက်သွားတဲ့အခါမှာတော့တမိနှစ်ယောက်လုံးဘုံနေနဲ့တက်ဆင်လာတာကိုတွေ့ရကချာကီဆောင်ကတော့အဝေးရနေပဲကင်မရာနဲ့စောင့်ကြည့်နေခဲ့ရဖြစ်ပါတယ်။ဒီလိုနဲ့စုံထုတ်ကံဟာသူ့လက်ထက်မှလည်းပလိပ်ပြားမရှိတဲ့အတွက်ပလိပ်ပြားတယ်လာမဲ့အင်ချောလျောင်းကိုစောင့်နေရင်းနဲ့ပဲဘုံစင်ကန်နာရတဲ့တာမီနီယောက်ကြည့်ပြီးတော့ကရရောက်နေခဲ့ရပါတယ်။ဒီလိုနဲ့ပလိပ်ပြားပါမလာတဲ့စုံထုတ်ကံကိုချာကီဆောင်ကတပ်ပစ်ဖို့အမိန်ပေးလိုက်တဲ့အချိန်မှာပဲစနိုက်ပါတမောက်အင်ချောလျောင်းကပြတ်တက်လိုက်ပြီး ကားပြောဆက်ကနေတစဉ်စုံနောက်ကောင်သူရောက်နေပြီဖြစ်တဲ့အကြောင်းပြောလိုက်ပါရစေ။အဲ့လိုနဲ့အင်ချောလျောင်းကပလိပြားလေးပြားရှိတဲ့တဲကနှစ်ပြားကိုထုတ်ပေးထားလိုက်ပြီးကျန်တဲ့နှစ်ပြားကိုလိုချင်တော့ဖမ်းထားတဲ့သားမီကိုအရင်လွတ်ပေးရမယ်လို့ပြောလိုက်ပါရစေ။ဒီလိုနဲ့ဘုံစင်ခံထားရတဲ့သားမီလည်းစုံနောက်ကန်နဲ့အတူနေရာကနေလွတ်မြောက်သွားကြပြီးအင်ချောလျောင်းကတော့ပလိပြားကိုဒီတိုင်းမပေးလိုက်ပဲ။ခြာကီဆောင်နဲ့စရင်ရှင်းရှင်းနဲ့အတူခြာကီဆောင်ကိုခေါ်ထုတ်လိုက်ပါရစေ။ဒါ့ကိုသဘောပေါက်တဲ့ခြာကီဆောင်လည်းသူ့လူရင်းနဲ့အတူထွက်လာပြီးတယောက်တည်းဖြစ်နေတဲ့အင်ချောလျောင်းကတော့သူ့တို့အဖွဲ့ကိုဘုံခုပြီးတိုက်ခိုက်ခဲ့ပါရစေ။ တပတ်မှလည်းထွက်ပြေးသွားတဲ့စုံနောက်ကဟာမိမနဲ့သမီးကိုလမ်းမှာခြားထားပေးခဲ့ပြီးအင်ချောလျောင်းကိုကူညီဖို့အတွက်လှည့်ပြန်လာခဲ့လိုက်ပါတယ်။အင်ချောလျောင်းကတော့သူတယောက်တည်းနဲ့ပဲခြာကီဆောင်းရဲ့တပည့်တွေနဲ့တိုက်ခိုက်နေရပါတယ်။အဲ့လိုခြာကီဆောင်းရဲ့တပည့်နဲ့တိုက်ခိုက်နေရင်းနဲ့မှပဲခြာကီဆောင်းကတနက်နဲ့လမ်းပစ်လိုက်တာကြောင့်ဘိုက်မှာတနက်တန်ရတစ်ချက်ရသွားခဲ့ပါတယ်။ဒီလိုမျိုးအချိန်နေမှန်ဖြစ်နေတော့မှပဲစုံနောက်ကန်ကားနဲ့ရောက်လာပြီးကားပေါ်ဆင်းဆင်းချင်းမှပဲခြာကီဆောင်းရဲ့လူတွေကတနက်နဲ့ဝိုင်းပစ်တဲ့အတွက်ဥရဖားရနဲ့ပြေးပုံလိုက်ရပါတယ်။အဲ့လိုနဲ့စုံနောက်ကန်အင်ချောလျောင်းကိုတနက်လမ်းပစ်ပေးလိုက်ပြီး ။အင်ချောလျောင်းကတော့ခြာကီဆောင်ရဲ့နောက်လိုက်သွားခဲ့ပါတယ်။အဲ့လိုနဲ့အင်ချောလျောင်းနဲ့ခြာကီဆောင်တို့နှစ်ယောက်ထိတိုက်တွေ့သွားကြပြီ။အကျိတ်နဲ့ထိုးကျိတ်တိုက်ခိုက်ကြပါတော့တယ်။ခြာကီဆောင်ကတော့မင်းလုံကောင်းမျိုးကိုအရင်တစ်ခေါက်ကတည်းကတပ်ပစ်လိုက်ရမှာလို့ပြောလိုက်ပြီ။မြောက်ကိုရီးယားခေါင်းဆောင်ကသူတို့ပြည်သူတွေပေါ်တန်ဖိုးမထားတဲ့အတွက်သူကတန်ရတန်ကြီးအနေနဲ့ပလိပ်ပြားတွေကိုခိုးယူခဲ့တာဖြစ်ကြောင်းပြောလိုက်ကသူ့ကိုလက်စားချေဖို့လုပ်နေတဲ့အင်ချောလျောင်ကိုဒေါသတကြီးတိုက်ခိုက်နေခဲ့ပါတယ်။အဲ့လိုနဲ့တနတ်တန်ရရတာတဲ့အင်ချောလျောင်ရဲ့ဘိုက်ကိုခြေထောက်နဲ့တက်နေတာကြောင့်အင်ချောလျောင်ကမခံမရနိုင်အောင်ဖြစ်သွားပြီးမထနိုင်ဖြစ်နေခဲ့ပါတယ်။ ဒီလိုမထားနိုင်ဖြစ်နေတဲ့အင်ချောလျောင်းကိုတနက်နဲ့ပြစ်ဖို့လှုပ်လိုက်တော့မှာပဲစုံနှုတ်ကန်ရောက်လာပြီးခြာကီဆောင်းကိုတနက်နဲ့ပြစ်လိုက်ပေးမယ်အသက်ပြင်းတဲ့ခြာကီဆောင်းကမသေးသေးပဲထွက်ပြေးသွားပါတယ်အလုံးနဲ့အသက်ပြင်းတဲ့ခြာကီဆောင်းကစုံနှုတ်ကန်ကိုချောင်းမြောင်းတိုက်ခိုက်လိုက်ပြီးတန်တုံးနဲ့အသေးရိုက်တက်နေတော့မှာပဲအင်ချောလျောင်းကခြာကီဆောင်းကိုတနက်နဲ့ပြစ်တက်ခဲ့ပါတယ်ဓာတ်တောင်တစ်ချက်တည်းနဲ့မသေးပဲလှည့်ကြည့်နေတဲ့အတွက်နောက်ထပ်နှစ်ချက်သုံးချက်ထပ်ပြစ်လိုက်ရပါတယ်အဲဒီနောက်မှာတော့ဒန်ယန်ကိုစီရနေတဲ့သူတို့နှစ်ယောက်ဟာကြိုးချင်းကတ်ထိုင်လိုက်ကြပြီးအင်ချောလျောင်းကပလိပြားတွေကိုမင်းမဲယူလာလိုက်လို့ပြောလိုက်တာ ဒီပလိပြားနဲ့ဆိုရင်မင်းယာရုတက်မှသေးကြတယ်လို့ပြောလိုက်ပေးမယ်။စုံနောက်ကကတော့ပလိပြားကိုမြေထဲပစ်ချလိုက်ပြီ။ငါတို့နှစ်ယောက်လုံးကအသက်အသေးခံပြီးနိုင်ငံတော်ရဲ့တာဝန်ပဋ္ဌာန်းဆောင်နေရပေမယ့်ငါတို့ကတော့နိုင်ငံတော်ကဘာမှအတိမတ်ပြုဝေးတာမဟုတ်ဘူးလို့ပြောလိုက်ကရုပ်ရှင်ထဲမှာတော့တို့စုံနောက်တွေဟာလူဆိုးတွေကိုဖမ်းလက်ထိတ်ခတ်ပြီးသူတို့ရဲ့လုပ်ရက်ကိုအားလုံးကလည်းလက်ကုပ်လက်ဝါးတီးပြီးချီးကျူးကြတဲ့အတွက်စုံနောက်ဘဝကိုရောက်လာခဲ့တာလို့ပြောလိုက်ပြီ။ငါ့ကိုလည်းမြောက်ကိုရီးယားကိုပဲခေါ်သွားပါလို့ပြောလိုက်တဲ့အတွက်အင်ချောလျောင်းကခမရမြောက်ကိုရီးယားကိုသာလိုက်လာမယ်ဆိုရင်အဲ့လိုပါဇက်တရရဲ့အတွက်ပဲဖန်ငံမှာလို့ပြောလိုက်ပြီးနှစ်ယောက်သားရည်နေလိုက်ကြပါတယ်။ ဒီလိုနဲ့နောက်ဆုံးကမ်းမှာတော့အတုံးမကြတဲ့ရဲတွေကထုံးစံတိုင်းနောက်ဆုံးမှရောက်လာပြီးဇလန်းလေးကလည်းညီကုန်းချုပ်သွားတာမို့ဒီလိုစကားကောင်းလေးတွေကိုကြည့်ရှုကြနေဆိုရင် channel ကို subscribe လုပ်ပြီး notification လေးနဲ့ထက်ကြပါအောင်နော်